အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ Cartoon ပုံမြင် Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင် Writer တွေကိုတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့အဖွားအိုကြီးနဲ့ကိုကွယ်ယုံကြည်မှုဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစီအစဉ်တင်ဆက်သူအန်နာပါရွာတရွာမှာအဖွားအိုတယောက်နေထိုင်နေခဲ့ပြီးသူမနေစင်နေတိုင်းမြေကြီးနဲ့စင်တူတော်တွေကိုလှုပ်လှိရှိပေမဲ့မြေကြီးတွေကပြန်လဲအေးပြောကြသွားတတ်ပါတယ် ။တရမတော့ဘောက်ကလည်းဈေးကိုသွားနေခဲ့တဲ့အချိန်မှာရွာမှာရှိတဲ့တထဲကြီးတူအိမ်ဆောက်လုပ်နေတာကိုတွေ့ခဲ့ရပါတယ်။တော်လေးရေဖြစ်နိုင်မယ်ဆိုရင်တော့အဖွားအတွက်ဒီအုတ်ခဲရီနဲ့စင်တူတော်တစ်ခုလောက်လောက်ပေးပါလား။သွားစမ်းပါအဖွားကြီးဟာကျွန်တော်တို့ဒီမှာအလုပ်လုပ်နေရလေ။ခမည်းအတွက်စင်တူတော်ထိုင်လုပ်နေမယ်ဆိုလို့ရှင်တော့ကျွန်တော်တို့အလုပ်တွေဘလို့ပြီးတော့မှာလဲ။ကျွန်တော်တို့ဒီအလုပ်တွေအများကြီးလုပ်ဖို့အတွက်ကြံသေးရေ။အမလီဟဲနင့်ကိုစင်တူတော်လေးတစ်ခုကိုပဲထုလုပ်ခိုင်းတာပါ။ ဘာရီမြားနဲ့စီကနေတောင်းဆိုလိုက်တာမို့လို့လဲ။သွားစမ်းပါဗျာ။သွားစမ်းပါဘာရီမြားလာပြောနေရလဲ။အတော်လေးကိုရက်စက်ကြတဲ့သူတွေပဲ။နင်တို့ရဲ့နေရန်တစ်ခုလုံးစောင်းသွားပါစေ။ပြောဆိုပြီးနောက်မှာတော့ဘွားအိုကြီးကလည်းထွက်ခွာသွားခဲ့ပါရဲ့။ဒီနောက်မှာတော့အလုသမားတွေကနေရန်ကိုဆက်လက်ပြုလုပ်နေခဲ့ကြပြီးအမှန်တကယ်ပဲသူတို့အုံနေရန်ကြီးကစောင်းနေခဲ့ပါရဲ့။သူတို့နေရန်ကိုဆက်လက်လုပ်ကိုင်းနေခဲ့ပေမယ့်ဘလို့ပဲလို့လို့စောင်းပဲစောင်းနေခဲ့တဲ့အတွက်ထပ်လုပ်လို့မရတော့ပါဘူး။ ညနေသာစောင်းသွားပါရဲအလုံးမပြီးတော့ပါဘူးဘလို့ဖြစ်တာလဲမင်းတို့ဒီနေ့ဘာအလုံးမလဲမလုပ်ကြဘူးလားကျွန်တော်တို့လည်းနေရန်ကိုလုံးနေကြတာပဲဒီနေ့ပြီးရမယ့်အလုပ်တွေဘာတစ်ခုမှမပြီးဘူးအဲ့ဒီအဖွားအိုကြီးကြောင့်ဒီအလုပ်တွေအားလုံးမပြီးသေးတာဘယ်အဖွားအိုကြီးလဲဘယ်ကအဖွားအိုကြီးလဲဘလို့ဖြစ်ပြီးရောသူ့အတွက်ကြောင့်လည်းအလုပ်ကမပြီးရတာလဲဖွားအိုကြီးတယောက်မနက်ကရောက်လာပြီးတော့ပြောတယ်သူ့အတွက်ဆင်းထုတ်ကြော်တစ်ခုလောက်ထုတ်လုပ်ပေးပါတဲ့ကျွန်တော်ကလည်းမလုပ်ပေးနိုင်ဘူးဆိုပြီးညင်းပြီးမောင်းထုတ်လိုက်တယ်လေအဲ့ဒီအချိန်မှာသူကကျွန်တော်တို့ကိုကြိမ်စာတိုက်သွားတယ် ဖယားသခင်ကနှုတ်ရဲ့နေရံကိုစောင်းတော့အောင်လုပ်ပါစေဆိုပြီးအဲ့ဒီချိန်တည်းကကျွန်တော်တို့လုံးဝကိုနေရံကိုလုပ်လို့မရတော့တာပဲတထေးကြီးကလည်းအားလုံးနားထောင်ပြီးတော့မှတော့အဖွားဝကြီးကိုချက်ချင်းခေါ်ခိုင်းလိုက်ပါတယ်ပြီးတာနဲ့ပြောလိုက်ပါတယ်ကျွန်တော် တောင်းပန်ပါတယ်အမေကြီးရဲ့တို့အားလုံးရဲ့အမားတွေကိုခွင့်လွှတ်ပေးလိုက်ပါတို့ဘက်ကနေကျွန်တော်ကိုယ်တိုင်တောင်းပန်ပါတယ်နော်ကျွန်တော်အမေကြီးအတော်ရွှေနဲ့လောက်ထားတဲ့စင်တို့တော်တစ်ခုလက်ဆောင်ပေးပါမယ်ဒီနေရံကိုပဲပြန်တည့်သွားအောင်လို့လုပ်ပေးပါ ။ကောင်းပြီ။ဘုရားသခင်ကနေရနေရန်ကိုပြန်ပြီးတဲမှတ်သွားအောင်လုပ်ပေးပါစေ။အဖွားကိုပြောလိုက်တဲ့အချိန်မှာနေရန်ကတော့ပြန်ပြီးတဲမှတ်သွားခဲ့ပါရဲ့။ဘယံသမားတွေအားလုံးကလည်းဒါကိုကြည့်ပြီးအတော်တော်လေးအားသိနေခဲ့ကြတာပေါ့။တထဲကြီးကဝမ်းသာပျော်ရွှင်သွားခဲ့ပါရဲ့။သူလည်းသူ့ရဲ့ဂတိအတိုင်းပဲအဖွားအိုကြီးကိုစင်တုတော်လေးလက်ဆောင်ပေးလိုက်ပါရဲ့။ကဲအရှင်အရှင်ရဲ့နာမည်နဲ့စတင်လောက်ကိုင်းတဲ့အလို့တွေအကုန်လုံးအောင်မြင်မှုပေးသနာပါ။တထဲကြီးရဲ့နေရန်ပြန်ပြီးတော့တဲမှတ်သွားသလိုမျိုးအားလုံးလည်းတဲမှတ်သွားပါစေ။ နောက်ထပ်ပုံပြင်တစ်ပုဒ်ကတော့ကိုကွက်ယုံကြည်မှုဆိုတဲ့ပုံပြင်ပဲဖြစ်ပါတယ်။တခါတော့ကရွာတရွာမှာဖုံးတော်ကြီးမျိုးနွယ်ဝင်လင်းများနှစ်ယောက်နေထိုင်ကြပါတယ်။နှစ်ယောက်စလုံးရှိမှသာသမိယတနာမထွန်ကားကြတဲ့အတွက်နှစ်ယောက်သာဝမ်းနေစွာနဲ့ပဲအသက်ရှင်နေထိုင်ခဲ့ကြပါတယ်။ဒါဆိုရင်တော့ငါဖျားကြောင်သွားလိုက်တော့မယ်။ဖျားကြောင်သွားပြီးရင်တော့ဖျားရှိခိုးပူဇော်ရမယ်။အရှင်ကိုရှိခိုးပူဇော်ပြီးတော့ငါဆုတောင်းစရာတွေအများကြီးရှိတယ်။ငါလည်းသာသမိလိုချင်တယ်။သာသမိအမြန်ဆုံးရပါစေဆိုပြီးအရှင်စီကနေဆုတောင်းရမယ်။ ကောင်းပြီရှင်သွားပါကျမလည်းအိမ်မာနေပြီးတော့ဖျားရှိခိုးပြီးဆုတောင်းမယ်ကျမလည်းခလေးတယောက်အရန်ကိုလိုချင်တာပဲရှင်ဒီနောက်နှစ်ယောက်သားကအိမ်မာဖျားရှိခိုးပူစောဆွန်တော်ကကြပြီးနောက်မှမှထမင်းစာတောက်ကြပါရီတစ်ခေါက်မှတော့အလို့တွေအရန်ရှုံနေခဲ့တဲ့အတွက်ကြောင့်အမျိုးသမီးဖြစ်သူကဇွန်တော်လည်းမကနိုင်ခဲ့တဲ့လိုမျိုးအရင်နေ့မှတော့သူမဖျားလည်းမရှိခိုးခဲ့ရပါဘူးငါဘာမှလည်းမလုပ်နိုင်တော့ဘူးငါဖျားဆွန်တော်မကနိုင်မချင်းဘာမှမစားမတောက်တော့ဘူးပြောပြီးနောက်မှတော့သူလည်းအိတ်လိုက်ပါရီ ူမအဲ့ရကနေမထနိုင်တာ6ရက်လောက်ကြာသွားခဲ့ပါပြီ6ရက်လုံးဘာမှမစားမတောက်ပဲနေပဲနေထိုင်ခဲ့ပါတယ်နောက်ရက်မှာတော့အရှင်ကိုယ်တိုင် သူရဲ့ရှင်မကိုရောက်ရှိလာခဲ့ပြီးပြောလိုက်ပါတယ်ကဲနင်းရဲ့စိတ်ရင်းစေတနာကိုကြည့်ပြီးတော့ငါတကယ်အရန်ကိုဝမ်းတာမိတယ်အဲ့ဒီတော့ကြောင့်ပဲငါကိုယ်တိုင်နင်းရဲ့အရှိကိုရောက်ရှိလာခဲ့ရပဲအဲ့ဒါကြောင့်လက်ဆောင်တစ်ခုတစ်ခါရဲပေးခဲ့မယ်နင်းရဲ့ကိုယ်ကွယ်ယုံကြည်မှုကိုသဘောကျလို့နဲ့အတွက်ကလေးတစ်ယောက်ပေးခဲ့မယ်ဒီကလေးကအင်းကိုကောင်းကောင်းစောက်ရှောက်ပေးလိုက်မယ် ီနောက်မှာတော့အရှင်ကလည်းအမျိုးသမီးကိုခလေးငယ်လေးတယောက်ပေးအပ်ပြီးနောက်မှာတော့ထွက်ခွာသွားခဲ့ပါတယ်။အရန်ကိုချစ်စရာကောင်းတဲ့ခလေးငယ်လေးတယောက်ရရှိသွားခဲ့တဲ့အခါမှာတော့အမျိုးသမီးလည်းဝမ်းသာပျော်ရွှင်နေခဲ့ပါတယ်။အမျိုးသမီးကလည်းသူ့ခလေးလေးရဲ့နာမည်ကိုကနေရှာလို့ထားလိုက်ပါတယ်။အချိန်ခဏကြာမြင့်သွားခဲ့တဲ့အခါမှာတော့ဘုန်းတော်ကြီးကလည်းဖះအကြောင်းကနေဖះရှိခိုးပြီးအိမ်ကိုပြန်လည်ရောက်ရှိလာခဲ့ပါတော့တယ်။အရန်ကိုချောမွှားလှပါတဲ့ခလေးငယ်လေးတယောက်အိမ်မှာစောကစားနေအောင်ကိုတွေ့ခဲ့ရတဲ့အခါမှာတော့သူ့ရဲ့အမျိုးသမီးဖြစ်သူကိုမေးလိုက်ပါတယ် ဒီခရင်းငယ်လေးကဘယ်သူများလဲဘယ်ကနေပြီးရောဘလို့ဖြစ်ငါတို့အိမ်ကိုရောက်နေရတာလဲအရှင်ကိုယ်တိုင်ကျမတို့အိမ်ကိုလာသွားတယ်တိလားကျမအရှင်ကိုဖူးမြော်ခွင့်ရှာလိုက်တယ်ဒီခလေးလေးကိုလည်းအရှင်ကိုယ်တိုင်ကကျမကိုလက်ဆောင်အနေနဲ့ကျမတို့ကိုစောက်ရှောက်ပေးဖို့အတွက်ဆော်ပြီးတော့ပေးသွားခဲ့ရဟောင်းတော်ကြီးကတော့သူ့မိမပြောတဲ့စကားတွေကိုလုံးဝလက်မခံနိုင်ခဲ့တယ်လို့မျိုးရှုံးလဲမြောင်ကြည့်ခဲ့ပါဘူးသူ့ရဲ့မိမကကလိန်ကချစ်ဖြစ်ပြီးသူ့ကိုဟုံးကွယ်နေရလို့သာချင်မှတ်ခဲ့ပါတယ် တရမ်းမှာတော့ဘုံတော်ကြီးကလည်းရေတွင်ထဲကရေသွာခတ်ဖို့အတွက်ထွက်ခွာသွားခဲ့ပါရီဒီမှာရှင်ခလေးကိုလည်းအပြင်လေးပါလေးခေါ်သွားပါလားသူလည်းအပြင်ကအခြေအနေလေးပါလေးကိုကြည့်ရတာပေါ့ဒီလိုနဲ့ဘုံတော်ကြီးကခလေးငယ်လေးကိုသူနဲ့အတူတူအပြင်ကိုတော့ခေါ်သွားခဲ့ပါရီဒီခလေးလေးကိုသူ့ရဲ့ခလေးဆိုပြီးဘယ်တော့ကမှမတမ်းမခဲ့ပါဘူးတန်ရောစင်လည်းမရှိပါဘူးဒီခလေးလေးကသူ့ရဲ့ခလေးမဟုတ်ဘူးလို့သာသူကအမြဲတမ်းတတ်မှတ်ထားခဲ့ပါရီအဲ့တော့ကြောင့်ဘုံတော်ကြီးရေသွာခတ်နေခဲ့တဲ့အခါမှာခလေးလေးကိုရေထွင်းနဲ့ပြစ်ချခဲ့လိုက်ပါရီ ရေခတ်ပြီးနောက်မှာတော့သူကအိမ်ကိုပြန်လာခဲ့ပါတယ်ခလေးလေးကိုတော့မပါလာခဲ့ပါဘူးရှင်ပြန်လာပြီလားမြန်လိုက်တာရှင်ဒါနဲ့ခလေးရောကျမရှင်နဲ့တူတူခလေးကိုထည့်ပေးလိုက်တယ်လေခလေးကဘာဖြစ်လို့ပြန်ပါမလားအားလဲသူတို့စကားပြောနေခဲ့တဲ့အချိန်မှာပဲခလေးငယ်လေးကတော့လေးဘက်ထောင်းနေအိမ်တဲကိုဝင်လာခဲ့ပါတယ်ခလေးလေးရေရွေးနဲ့ကဘလို့ပြန်တက်လာတာလဲဆိုတော့ကိုစဉ်းစားနေနေဖုန်းတော်ကြီးကိုတိုင်းလည်းအတော်လေးကိုစဉ်းစားရခတ်နေခဲ့ပါတယ်ဒီလိုနဲ့တ냐ဖုန်းတော်ကြီးအိမ်ပေါ်ကြာနေခဲ့တဲ့အချိန်မှာပဲ အရှင်ကိုရိုင်းအိမ်မက်ထဲရောက်ရှိလာခဲ့ပြီးတော့ပြောလိုက်ပါတယ်ဒီကလေးငယ်လေးကိုငါကိုရိုင်းကမင်းရဲ့အမျိုးသမီးဖြစ်သူကိုလက်ဆောင်အနေနဲ့ပေးထားခဲ့ရပါပဲသူရဲ့ကိုယ်ကွယ်ယုံကြည်မှုနဲ့စိတ်ရင်းစေတနာကိုငါအရှမ်းသဘောကျနှစ်သက်တဲ့အတွက်ဒီကလေးကမင်းတို့မိသားစုအတွက်လက်ဆောင်လေးပဲသူကမင်းတို့မိသားစုကိုကာကွယ်စောင့်ရှောက်ပေးပါလိမ့်မယ်မင်းဘာဖြစ်လို့များမင်းရဲ့မိန်းမကိုမယုံကြည်နိုင်ဖြစ်နေရတာလဲသူကကလင်ကချစ်တရားမဟုတ်တယ်လို့မျိုးမင်းကိုလိန်ညာလှည့်ဖျားခဲ့ရလဲမဟုတ်ပါဘူးဒီကလေးငယ်လေးကိုငါကိုယ်တိုင်မင်းကိုလည်းပေးခဲ့ရပါပဲ မင်းရဲ့ကိုကွယ်ယုံကြည်မှုကိုလည်းငါတကယ်နှစ်သက်တယ်။ပြောဆိုပြီးနောက်မှာတော့အရှင်ကလည်းပြောက်ကွယ်သွားခဲ့ပါရဲ့။ဘုန်းတော်ကြီးကလည်းအိယာကနေရုတ်တရက်လမ်းဖြန်နိုးလာခဲ့ပြီးအိမ်မက်ကိုပြန်လဲစဉ်းစားနေရင်ဝမ်းသာပျော်ရွှင်သွားခဲ့ပါတော့တယ်။အဲဒီချိန်ကစပြီးဘုန်းတော်ကြီးလင်မယားနှစ်ယောက်လုံးကလည်းအရှင်ကိုအရင်တုန်းကထပ်ပို့ပြီးယုံကြည်ကိုကွယ်လာခဲ့ကြပါရဲ့။ကလေးလေးကိုလည်းအရန်ချင်မြန်လို့သွားခဲ့ပြီးကောင်းကောင်းမွန်မွန်စောက်ရှောက်ပေးခဲ့ကြပါရည်။သူရရဲ့ဘွားကလည်းအရင်တုန်းကထပ်ပို့မှုလွယ်ကူလာခဲ့ပါရည်။နောက်ထပ်ပုံမြင်တစ်ပုဒ်ကတော့ တခါတော့အဖွားအုပ်ကြီးတယောက်ရှိခဲ့ပါတယ်။သူကတတော်တော်လေးစိတ်ရလွန်တဲ့အဖွားအုပ်ကြီးတယောက်ဖြစ်ပါတယ်။သူ့မှာသားနဲ့ချွေးမလေးလည်းရှိပါတယ်။သူ့မှာကဖခင်တရားယုံကြည်ကိုကိုယ်တိုးပြီးပြီးအမြဲတမ်းပဲဖခင်ရှိခိုးပူဇော်နေတတ်ပါတယ်။တရက်မှာတော့အဖွားအုပ်ကြီးရှိကိုအရှင်ကိုယ်တိုင်ရောက်ရှိလာခဲ့ပြီးနောက်မှာတော့ပြောလိုက်ပါတယ်။ကဲအဖွားအုပ်ကြီးရဲ့ခမရရဲ့ကိုယ်ကွယ်ယုံကြည်မှုကတော့ကျွန်တော်တကယ်နှစ်သက်မိရဲ့။အဲ့ဒါကြောင့်ဘာလို့ကျင်လဲဘာတောင်းချင်လဲကြိုက်တာကိုသာတောင်းလိုက်တော့အရာအလုံးကိုဖြည့်ဆည်းပေးမယ်။ ျမမတောင်းခံတတ်ဘူးရှင်ကျမဘာလို့တောင်းခံရမှာလဲကျမဘာလို့ဘလို့တောင်းရမှာလဲဒါဆိုလို့ရှိရင်တော့ခမရရဲ့သားနဲ့ချွေးမအိမ်မှာရှိရမလားသူတို့ကိုတွားမိပြီးတော့တောင်းလေဒီအချိန်မှာအဖွားဝကြီးကလည်းသူ့သားရှိကိုတွားပြီးတော့မေးလိုက်ပါတယ်သားရေအရှင်ကိုယ်တိုင်အမေကိုလာပြီးတော့မေးနေတဲ့တခုခုတောင်းနဲ့စိုက်တာတောင်းဖြည့်ဆည်းပေးမယ်ဆိုပြီးတော့ပြောနေရဲ့သားရဲ့ဒီတော့အမေဘာတောင်းရမလဲအမေကိုပြောပြပါအောင်အမေကလည်းဗျာစီးစိမ်အောက်စားရိအများကြီးကိုတောင်းလိုက်လေဟုတ်တယ်ရွှေငွေလက်ဝတ်လက်စားရိအများကြီးကိုတောင်းလိုက် အဖွားဦးကြီးကတော့သူ့သားနဲ့ချွေးမလေးတောင်းဆိုတဲ့အရာတွေကိုသဘောမချခဲ့ပါဘူး။ဒါကသူတို့လိုချင်တတ်မှတ်တဲ့ကိစ္စတွေကိုပဲတောင်းဆိုနေခဲ့တဲ့အရာတွေဖြစ်တယ်။ဒီနောက်အဖွားဦးကြီးကလည်းအပြင်ကိုထွက်ခွာသွားခဲ့ပြီးနောက်မှာတော့တစ်ပင်တပင်ရဲ့အောင်မသွားထိုင်နေရင်စဉ်းစားနေခဲ့ပါရဲ့။ကဲအဖွားဦးကြီးရဲ့ဘာရင်းများတလောက်တောင်မှစဉ်းစားနေရတာလေ။ဒီနေ့အရှင်ကိုရိုင်းငါ့ရဲ့အိမ်ကိုရောက်ရှိလာခဲ့တယ်။ပြီးတော့ငါ့ကိုပြောတယ်တခုခုတောင်းပါတဲ့။သားလေးဦးမေကြီးရောသားလေးရပြောတဲ့စီစဉ်ဥစ္စာတွေအများကြီးကိုတောင်းတဲ့ ထွေမလေးကလည်းလက်ဝဲလက်စားရင်းအများကြီးကိုတောင်းခံခိုင်းနေတယ်။တကယ်ပဲငါဘာလို့တောင်းခံရင်ကောင်းမလဲဆိုပြီးတော့စဉ်းစားနေရ။အော်အဖေါ့ကြီးရဲ့ရှင်ရတော့လေတကယ်ပါပဲ။ရှင်ရအသက်ကလည်းကြီးနေပြီ။ပြီးတော့ရှင်အကြာကြီးလောကကြီးမှာနေခွင့်ရမှာမဟုတ်တော့တဲ့အတွက်စီစဉ်ဥစ္စာတွေလက်ဝဲလက်စားတွေအားလုံးကရှင်အတွက်အသောမဝင်ဘူးလေ။ရှင်ကမျက်လုံးမမြင်ရဘူးဆိုတော့ရှင်ရဲ့မျက်လုံးအလင်းရောင်ကိုပဲပြန်ပြီးတော့တောင်းလိုက်ပါလား။ဒါဆိုရင်တော့ရှင်လင်းဘွားကိုအေးအေးစစ်စစ်နေထိုင်ဖြတ်ကျော်လို့ရသွားလိမ့်မယ်။ အရင်နေ့ညမှာဖွာအိုကြီးကလည်းအိပ်ပျော်သွားခဲ့ပါရီနောက်နေ့မနက်မိုးလင်းသွားခဲ့တဲ့အခါမှာဂနေ့ရှ်ကြီးပြန်လည်ရောက်ရှိလာခဲ့ပြီးဖွာအိုကြီးကိုမေးလိုက်ပါရီပြောပါအမေကြီးရေဘာများလိုချင်လဲတကယ်လို့အရှင်သာကျမရဲ့ဆုတောင်းတွေအားလုံးကိုဖြည့်ဆည်းပေးခြင်းနဲ့ဆိုရင်တော့ကျွယ်ဝချမ်းသာမှုလောကတစ်ခုလုံးကိုလှည့်စားနိုင်တဲ့မာယာကျမရဲ့မျက်လုံးအလင်းရောင်မြည်လေးတွေနဲ့ပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်တဲ့ကံနောက်ဆုံးမှာတော့လွန်မြောက်မှုအားလုံးကိုလိုချင်တယ်ဒီအချိန်မှာဂနေ့ရှ်ကြီးကလည်းပြောလိုက်ပါရီ ကဲကြည့်ပါအောင်ကျွန်တော်ကတခုပဲတောင်းဆိုဖို့အတွက်ပြောတာအားလုံးပေါင်းပြီးတော့တခုရဲ့အနေနဲ့တောင်းဆိုလိုက်ကြပါလိဟုတ်လားအခုအမေကြီးကကျွန်တော်ကိုလှည့်စားလိုက်တာပဲဒါပေမဲ့ကျွန်တော်ကဂရိပေးပြီးသားဆိုတော့ကျင်းစီပေါ့ဒါရီအားလုံးကိုပေးမယ်ပြောဆိုပြီးနောက်မှာတော့အရှင်ကပြန်ထွက်သွားခဲ့ပါ ರಿ တဖက်မှာအဖွားအိုကြီးတောင်းဆိုလိုက်တဲ့အရာတွေအကုန်လုံးကအမှန်တကယ်ရရှိသွားခဲ့ပါ ರಿ အရှင်ကျွန်မကိုပေးခဲ့တဲ့အရာတွေအားလုံးတောင်းဆိုသမျှသူတွေအကုန်လုံးကိုလည်းပေးကမ်းတော်မူပါနောက်ထပ်ပုံပြင်တစ်ပုဒ်ကတော့ ရာဒေရှမ်ဆိုတဲ့သူကမြို့မှာနေထိုင်နေအရန်ကိုချမ်းသာကြွယ်ဝတဲ့သူတယောက်ပါ။သူ့မှာသားတယောက်သမီးတယောက်လည်းရှိပါသေး။မိသားစုဝင်တွေအားလုံးကလည်းအေဂျင့်ပျော်ရွှင်စွာနဲ့ဘဝကိုဖျက်ဆီးနေထိုင်နေခဲ့ကြပါသေး။ဒါပေမဲ့သူ့ရဲ့မိမဆူနေနာကတော့တတော်လေးလောဘကြီးပြီးကစီကလည်းကုတ်ပါသေး။ဒါပေမဲ့သူတို့မိသားစုဝင်တွေကတော့ဖခင်တရားယုံကြည်ကိုကွယ်ကြလို့နေသူတွေပါ။သူတို့ရဲ့အိမ်မှာဈေးစဉ်ဥစ္စာနဲ့ပတ်သက်ပြီးဘာလို့အချက်တခုမှမရှိပါဘူး။တကယ်မှတော့တထေးကြီးကလည်းသူ့ရဲ့အမျိုးသမီးကိုလာပြောခဲ့ပါသေး။ ကဲမိမရေငါကိုတော်ဘတ်မှာသွားပြီးပြစ်စည်းလေးပါလေစည်ရင်သွားဆစ်လိုက်အောင်မယ်နော်ဒီအချိန်အတွင်မင်းဖျားရှစ်ခိုးဖို့အတွက်ပြင်ဆင်စရာတွေအားလုံးကိုပြင်ဆင်ထားလိုက်ပါအောင်ကွာဒါနဲ့ငါတခါရဲပြောလိုက်မယ်ဖျားပုတ်စောက်ပွဲမှာငါတို့စွန်တော်တင်ဖို့အတွက်မဟုတ်အစော်တွေကိုအကောင်းမွန်ဆုံးထောပန်းနဲ့ပဲလုံနော်ဟုတ်ကဲ့ပါရှင်ရှင်ရတော့လေတကယ်ပါပဲကျွန်မပြင်ဆင်စရာရှိတာအားလုံးပြင်ဆင်ထားပါမယ်ဆိုနေမှတယောက်ကြောင့်နေရာကနေထွက်ခွာသွားခဲ့တဲ့အခါမှာအမျိုးသမီးဖြစ်သူကလည်းပြောလိုက်ပါတယ်တော်သေးရဲ့တော်သေးရဲ့သူဒီကနေထွက်သွားလို့ဘာသိရမို့လို့လဲကျွန်မလှုပ်ချင်တာကိုလှုပ်မှာပေါ့ သူကလေပတ်စံကိုရေလိုမျိုးဖြောင်းတိပြစ်ချင်နေရ။ထောဘက်အစစ်နဲ့များဆုံးတော်တင်ဖို့အတော်မဟုတ်အချို့တွေကိုလောက်ရမယ်တဲ့။ဘာရီမြအလောက်တောင်မှလိုအပ်နေလေ။အရှင်ကိုရိုင်းကလည်းလာကြည့်ရမှာမဟုတ်တာ။ငါဘယ်ထောဘက်နဲ့မဟုတ်အချို့တွေကိုလောက်လဲဆိုတာကိုလေ။ခဏလေးငါမဟုတ်အချို့လောက်တဲ့အခါကျရင်တော့ရေတွေအများကြီးရောထည့်ပြီးတော့လောက်လိုက်မယ်။အပေါ်ကနေပြီးတော့ထောဘက်အစစ်နဲ့နည်းနည်းလေးစမ်းပေးလိုက်မယ်ဆိုလို့ရှိရင်တော့ဘယ်သူမှသိမှလည်းမဟုတ်ဘူး။အရှင်လည်းပျော်ရွှင်သွားလိမ့်မယ်။ငါယောက်ျားလည်းပျော်သွားလိမ့်မယ်။ မေတော်ကတော့ဒါတွေကိုသိနေခဲ့ပါတယ်ဒါကြောင့်မေတော်ပြောလိုက်ပါတယ်ကဲသားတော်လေးရေသူကတော့နင့်ကိုယုံကြည်ကိုးကွယ်တယ်သူမဟုတ်လားနင်ကသူ့ရဲ့ဆန္ဒတွေအကုန်လုံးကိုလည်းဖြည့်ဆည်းပေးခဲ့သူကတော့ဘလောက်တောင်ကစီကုန်းလိုက်တလဲဆိုတာကိုကြည့်ပါဦးနင့်ကိုစွန့်တော်ကပ်ဖို့အတွက်မုတ်ကိုရောင်ရေတွေအများကြီးရောထည့်ပြီးတော့လုပ်နေတယ်ကျွန်တော်သူ့ကိုစီးဆိုင်ဥစ္စာတွေနဲ့ပြောချင်းချမ်းမြေ့မှုတွေပေးခဲ့တယ်ဆိုတာကသူ့ယောက်ျားကြောင့်ပါသူ့ယောက်ျားရဲ့ကောင်းမှုကုသိုလ်ကံတွေကြောင့်ပဲသူကဘဝမှာကောင်းကောင်းမွန်မွန်နေထိုင်နေရတာလေ တယောက်ကြကကျွန်တော်မျိုးကိုကောကွယ်ယုံကြည်ရဲ့သူအစဲမှန်ပဲဒါကြောင့်သူတို့မိသားစုဝင်တွေအကုန်လုံးရဲ့စနားတွေကိုလည်းကျွန်တော်ဖြည့်ဆည်းပေးထားတယ်တရားကြရင်တော့အဲ့ဒီအမျိုးသမီးကိုတိုင်ကအသက်ရှင်ဆုံးနဲ့ဈေးအကြီးဆုံးထောပန်းနဲ့လောက်ထားတဲ့မုတ်အချိုတွေကိုကျွန်တော်ကိုစွန့်တော်ကလိမ့်မယ်ဆိုတာကိုကျွန်တော်သိတယ်ဒီနောက်မှာတော့အရှင်ကိုတိုင်ကလည်းစာသူကြီးတဘောပုံစံပြောင်းလဲပြီးစုနေနားရဲ့အိမ်အရှိကိုသွားလိုက်ပါတယ်ကဲသမီးလေးရေစောင်းလာခဏပါတခုခုစားဖို့တောက်ဖို့ရှင်ပေးပါအောင်ကွယ် ွားပါဦးလေရဲ့ဒီမှာဘာမှမရှိဘူးနော်ကျမတို့အိမ်မှာဘာမှပေးစရာမရှိဘူးတခြားအိမ်ကနေပြီးတော့ပဲသွားကြောင်းလိုက်တော့အလှူတန်းလောက်တယ်ဆိုတော့အရန်ကိုကောင်းမွန်တဲ့ကိစ္စတခုပါလူတန်းတဲ့အခါကြာလို့ရှိရင်တော့စီစဉ်ဥစ္စာတွေကအရင်တုန်းကထပ်ပေါ်ပြီးတိုးပွားလာလိမ့်မယ်။ဘာဖြစ်လို့လူတန်းရမှာလဲ။ကျမတို့အိမ်ကအလူတန်းအမြင်လုံနေရဲ့အိမ်မဟုတ်ဘူး။ပြီးတော့ကျမတို့အိမ်ကရှာဖွေထားတဲ့ပတ်စံတွေအကုန်လုံးကလည်းအလကားရတာမဟုတ်ပါဘူး။ဒီတော့ကျမမလူတန်းခြင်းဘူး။သွားပါရှင်းရင်သွားပါသွားပါဒီကနေပြီးတော့ထွက်သွားစမ်းပါ။ ဒီနောက်မှာတော့အရှင်ကိုရိုင်းကလည်းအရန်ကိုကစီကောက်လို့နဲ့အမျိုးသမီးကြောင့်စိတ်ပြောင်းဝမ်းနေစွာနဲ့ထွက်လာခဲ့လိုက်ပါတော့တယ်။အရင်နေ့မှာတော့ဖျားဖူးဆော့ပွဲစတင်ကျင်းပနေခဲ့ပါတယ်။အထဲကြီးကသူ့ရဲ့မိန်းမကိုလှမ်းပြီးမေးလိုက်ပါတယ်။ကဲမိန်းမရေငါမေ့မဟုတ်အချို့တွေလောက်ခိုင်းထားတယ်မလားစွန်းတော်ကရရတော့မယ်လေ။မဟုတ်အချို့တွေကိုအမြန်ဆုံးယူလာခဲ့စမ်းပါအောင်ဘယ်မှလဲ။လာလာလာအမြန်လာအမြန်လာငါတို့နောက်ကျနေပြီ။ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါကျမယူလာခဲ့မယ်အခုပဲယူလာခဲ့ပေးပါမယ်။ဒီမှာကြည့်ကျမကိုရိုင်းရှင်ပြောတဲ့အတိုင်းလုပ်ထားတယ်မဟုတ်အချို့တွေ။ ချောပတ်အစ်စ်ကိုလည်းကျမတတိစားထည့်ထားတယ်ဒီလားဒီလိုနဲ့နှစ်ယောက်သာဖျားဖူးဇော်ပွဲကျင်းပနေခဲ့ကြတဲ့အချိန်မှာပဲဖျားဖူးဇော်ပွဲတဝက်တောင်မှမရောက်သေးပါဘူးတထေကြီးကတော့မိလေကြသွားခဲ့ပါတယ်မိမဖြစ်တော့ကလည်းတယောက်ကြားလဲကြသွားတော့ကိုတွေ့ခဲ့ရတဲ့အခါမှာအယံကိုလမ်းဖြန်သွားခဲ့ပါတယ်ဒီနောက်ပြောလိုက်ပါတယ်ဒုက္ခပဲဒါပါဖြစ်သွားတာလဲသူပါဖြစ်သွားတာလဲဒုက္ခပဲအရှင်သူ့ကိုကာကွယ်ပေးပါရှင်သူ့ကိုအကူအညီပေးပါသူပါဖြစ်သွားတာလဲမသိဘူးတားရီတားရီအမြန်လာပါအောင်တားရဲ့တမီးရီအမြန်လာခဲ့အောင် ။သမီးနဲ့သားရဲ့အဖေဘာဖြစ်သွားတာလဲမသိပါဘူး။မိလည်းကြောက်သွားပြီ။သူ့ကိုအမြန်ဆုံးတိုင်းဆဲဆရာရှိကိုခေါ်သွားမှဖြစ်မယ်ဒီပုံစံအတိုင်းဆိုလို့ရှင်တော့မဖြစ်သေးဘူး။ဆရာဝန်အမြန်ဆုံးခေါ်လိုက်။အမြန်လို့လေဘာလို့နေကြတာလဲတခုခုလောက်ကြပါအောင်ဆိုနေမှဟုတ်ကဲ့ပါအမေရေဟုတ်ကဲ့ပါကျွန်တော်တို့လောက်ပါမယ်အမေစိတ်အေးအေးထားပါ။ကျွန်တော်တို့အားလုံးအတူတူသွားကြမယ်နော်။ဒီတော့မှတော့တို့အားလုံးကလည်းတထေကြီးကိုတိုင်းရင်ဆေးစရာရှိကိုခေါ်သွားပြပေးခဲ့ကြပါရီတိုင်းရင်ဆေးစရာကတထေကြီးကိုစစ်စစ်ပေးပြီးရဲ့အခါမှာပြောလိုက်ပါရီ ဒါကတော်လေးကိုထူးဆန်းတဲ့ယောဂါတစ်ခုပဲသူကလှုပ်လို့လည်းမရတော့တယ်လို့မျိုးပြောလည်းမပြောနိုင်တော့ဘူးသူ့ကိုပြန်လဲကူတာဖို့တော့ဆိုလို့ရှင်တော့ဆေးပင်ဆင်းမြေတွေအများကြီးကိုအသုံးပြုရလိမ့်မယ်ဒါရီအလုံးကိုအသုံးပြုပြီးတော့သူ့ကိုဆေးပြန်ကူရင်တော့ပတ်စံအများကြီးကုန်မှာဆရာကြီးရဲ့ကျမရောက်ကြောက်ကဲတင်ပေးပါအောင်ရှင်သူတခုခုဖြစ်သွားရင်တော့ကျမတို့ဘလို့အသက်ရှင်ရမှာလဲသူ့ကိုအမြန်ဆုံးနေပြန်ကောင်းကျမသွားအောင်လို့အကူအညီပေးပါအောင်နော်။ဒါဆိုရင်တော့အခုလောလောဆယ်ကျွန်တော်ကိုငွေ2000ပေးသွားလိုက်ပါ။လိုအပ်တဲ့ဈေးတွေအကုန်လုံးကိုတော့ကျွန်တော်အပြင်ကနေမှယူရလိမ့်မယ်။ ငွေ2000ဟုတ်လားငွေ2000ဆိုတာကကျမယောက်ျား၄ဒါလောက်ရှာရတဲ့ပတ်စံလေပတ်စံနည်းနည်းဖြစ်နိုင်တဲ့ကိစ္စမျိုးမဖြစ်နိုင်ဘူးလားရှင်ကျမတို့အဲ့လောက်ထိပတ်စံအများကြီးကြတော့မရအောင်မရအောင်စေးတွေအကုန်လုံးကအရန်ကိုဈေးကြီးတယ်ခမားသူ့ကိုနေပြန်ကောင်းကြမှာဈေးကျင်နေဆိုရင်တော့အဲ့လောက်တော့အကုန်ချခံရလိမ့်မယ်ဈေးနေတဲ့စေးတွေနဲ့ပဲကုသကျင်နေဆိုရင်တော့သူ့ကိုတခြားတနေရာကိုခေါ်သွားပြီးတော့ပဲဈေးကုသပေးလိုက်တော့အမျိုးသမီးကလည်းရွေးချယ်စရာမရှိတော့တဲ့အစုံမှာတော့တိုင်းရင်စစ်စရာကြီးကိုပတ်စံပေးရတော့မှာပါ ။ဒါဖြစ်သူကလည်းတိုင်းစစ်စရာကြီးကိုငွေ2000ရှူပြီးပေးလိုက်ပါရယ်။စေကူတော်မှုတွေအားလုံးစတင်ပြီးနောက်မှာတော့ရက်တွေအများကြီးကုန်ဆုံးသွားပါရယ်။ဒါရောမှဘာမှထူးခြားမလာခဲ့ပါဘူး။ညိုင်မိုးချုပ်စုနေနာသူ့ရဲ့အိမ်ထဲမှာထူးဆန်းတဲ့အတန်တွေကိုကြားခဲ့ရပါရယ်။သူမအပြင်ကိုထွက်ကြည့်တဲ့အခါမှာတခိုးတွေကိုတွေ့လိုက်ရပါရယ်။တခိုးတွေကပျက်စီးပြီးခိုးယူပြီးနောက်မှာတော့သူ့ရဲ့အိမ်တဲကနေထွက်ပြေးနေခဲ့ကြပါရဲ့။သူမလည်းအတန်အကျယ်ကြီးနဲ့អော်လိုက်ကြပေါ့။တခိုးရှင်တခိုးတခိုးတခိုးကျမတို့အိမ်ထဲကိုတခိုးဝင်နေရခဲ့ကြပါအောင် တားရေဘယ်ရောက်နေရလဲတားရေအမြန်လာကြည့်ပါအောင်ဒီမှာတခိုးဗီဂျေးရောက်ရှိလာခဲ့တဲ့အခါမှာတခိုးတွေမရှိရပါဘူးတခိုးတွေကပစ္စည်းတွေအကုန်လုံးကိုယူပြီးထွက်ပြေးသွားခဲ့ကြပါပြီတခိုးတွေကသူတို့ဗီဒီယိုထဲမှာတင်ချတဲ့လက်ဝဲလက်စားတွေရွှေတွေငွေတွေကျောက်တံပါရမီတွေနဲ့ပတ်စံတွေအားလုံးကိုလူယူသွားခဲ့ကြပါတယ်အရှင်ကျမတို့ရှင်မှာဘာမှမရှိတော့ဘူးကျမတို့ပြည့်စည်သွားခဲ့ပြီဘာမှကိုမကြံတော့ဘူးကျမတို့ကိုဘာဖြစ်လို့ဒီလောက်တောင်မှစာအတတ်နေရတာလဲအရှင်ဒီအချိန်မှာတမီလေးကလည်းပြောလိုက်ပါတယ် အမေတမီးတို့ရဲ့စခန်းမှာသွားတိုင်လို့ရပါတယ်အမေရဲ့ဒါပေမဲ့အခုလောလောဆယ်အရန်မအော်နဲ့တော့အဖေသာကြားသွားမယ်ဆိုရင်တော့အရန်ကိုဝမ်းနေသွားလိမ့်မယ်အဖေကိုသွားကြည့်ကြမယ်တထဲကြီးကိုသွားကြည့်ခဲ့တဲ့အခါမှာတထဲကြီးဝမ်းနေလုံလုံမျက်ရည်ရိစီကြနေခဲ့ပါတယ်သူကဘာတခုကိုမှမမြင်နိုင်တယ်လို့မျိုးပြောလည်းမပြောနိုင်ပါဘူးနောက်နေ့မနက်မိုးလင်းသွားခဲ့တဲ့အခါမှာတော့တထဲကြီးရဲ့အိမ်မှာတခေါ်ဝင်ခေါ်တဲ့ဆိုတဲ့တဲ့တင်ကတမျိုးကိုလုံအနံပြန်နံသွားခဲ့ပါတော့တယ်ခဏနေတော့ရာဒီကာရဲ့တော်ရမယ့်ရခမအိမ်ကသူတွေကလည်းလာပြောခဲ့ကြပါတယ် ခမရတို့အိမ်မှာသခိုးဝင်ခိုးခံရတယ်ဆိုဟုတ်ပါရဲ့ရှင်ဟုတ်ပါရဲ့ရှင်ပြောတာမှန်တယ်ကျမတို့အိမ်မှာရှိတဲ့ပစ္စည်းတွေအားလုံးကိုယူသွားခဲ့ကြတယ်ဘာတခုမှတော့မချန်ထားခဲ့ကြဘူးရက်ဆက်လိုက်တာရာဒီကာရဲ့တော်ရမယ့်ရောက်ခကြီးကလည်းပြောခဲ့ပါတယ်ဒီပုံစံအတိုင်းဆိုရင်တော့ကျွန်တော်တို့ဘက်ကမင်္ဂလာပွဲကိုဖျက်ပြစ်ရလိမ့်မယ်ခမရတို့ရှိမှဘာမှမကြံတော့ဘူးဆိုရင်တော့တင်တောင်းငွေကိုခမရတို့ဘလို့စီစဉ်ပေးကြမလဲကျွန်တော်ရဲ့တာလီရဲ့မင်္ဂလာဆောင်ကိုတော့ကျွန်တော်တို့နဲ့အဆင့်တန်းတူတဲ့သူနဲ့ပဲလက်ချက်ပေးမယ်ဒါမှမင်းခလိရှင်ဘက်ကကျွန်တော်တို့ကိုတင်တောင်းငွေအများကြီးပေးနိုင်ပါလိမ့် ကျွန်တော်သားလေးကိုရိုင်းကလည်းပေါ်ပေါ်ပဲမဟုတ်ဘူး။ကျွန်တော်တို့လည်းမင်္ဂလာဆောင်ပွဲမှာပတ်စံတွေအများကြီးအကုန်ကြောက်ခံပါ။တထေမကြီးကိုရိုင်းလည်းဘာတွေဖြစ်ဖြစ်နေကြရလဲဆိုတာလုံးဝနားမလည်နိုင်အောင်ဖြစ်နေခဲ့ပါပြီ။လွန်ခဲ့တဲ့ရက်အနေနဲ့အရင်ကအရာအလုံးအဆင်ပြေနေကြရပါအခုရုတ်တရက်ကြီးဘာတွေဖြစ်ကောင်းကြလဲ။သူကလည်းငိုနေနေပဲသူရဲ့ကံကြမ္မာကိုအပြစ်တင်နေခဲ့မိပါတော့တယ်။အချိန်နှလုံးကုန်ဆုံးသွားခဲ့ပါတဲ့ဆွနေနာရဲ့အိမ်မှာစားတောက်ဖို့မရှိတော့တဲ့အခြေအနေကိုရောက်ရှိလာခဲ့ပါပြီ။ဖီဂျီကလည်းသူ့အမေကိုပြောခဲ့ပါတယ်။ အမေတောင်အိမ်ကနေသွားတော့မယ်။ဘယ်ချိန်ထိဒီလိုမျိုးနေရမှာလဲ။အိမ်မှာစားတောက်ဖို့လည်းမရှိဘူး။ကျွန်တော်အလုပ်တစ်ခုခုရသွားရင်ပြန်လာခင်မယ်နော်။အဲဒါကြောင့်တောက်ကိုစောင့်မနေပါတော့နဲ့။ဒီနေ့တထင်းမကြီးကလည်းသူ့ကိုယ်သူအားကိုးရမယ်နေတယ်လို့ထင်မှတ်ခဲ့ပါရဲ့။အရှင်ကိုရိုင်းကတော့မှဒီနေ့သူနဲ့အတူတူမရှိတော့တယ်လို့ပါပဲ။အရင်တုန်းကသူ့ယောက်ျားကစွန်တော်ကတ်တဲ့အခါတိုင်းဘလိုမျိုးစိုက်ပါလက်ပါနဲ့တန့်ရှင်တဲ့နီလန်နဲ့စွန်တော်ကိုကတ်ခဲ့လဲဆိုတော့ကိုအမှန်ရှာမိသွားခဲ့ပါရဲ့။ ။ဒီနောက်မှာသခင်မကြီးကလည်းအရှင်ရဲ့စင်တော်ရှေ့သွားပြီးငိုယူတောင်းပန်ခဲ့ပါရဲ့။ကျမတို့အိမ်ကအရင်တုန်းကဘလောက်တောင်မှပျော်ရွှင်ချမ်းမြေ့စရာကောင်းလိုက်တယ်လေ။အခုစားတော့ဖို့အတွက်တောင်းမရှိတော့ဘူး။ကျမသမီးလေးနေမကောင်းဖြစ်နေရလေးရရှိပြီ။ကျမသားလေးအိမ်ကနေထွက်သွားခဲ့ပြီ။ကျမယောက်ျားကတော့အမေရဲ့ဖျားရှိခိုးပူဇော်ပွဲတွေကိုစတိုင်လုံးနေခဲ့တာပဲဘာအတွက်ကြောင့်များသူ့ကိုအခုလိုမျိုးအပြစ်ဒဏ်ပေးခဲ့ရတာလဲဒီအချိန်မှာဂနေရှ်ဒီကိုရိုင်ရောက်ရှိလာခဲ့ပြီးပြောလိုက်ပါတယ်နေလောက်ခဲ့တဲ့အမားတွေအကုန်လုံးအတွက်ပြစ်ဒဏ်ကိုသူတို့ခံနေရတာဆုနေနာရဲ့ ကျမလောက်ခဲ့ရဲ့ပြစ်ဒဏ်အဲ့ဒါဘာလဲကျမဘာအပြစ်တွေလောက်ခဲ့ပြီလို့လဲငါတော့နှစ်ယောက်ကြာဖျားရှိခိုးပူဇော်ပွဲတွေလောက်ကြာကိုသဘောကျလို့နဲ့အတွက်အောင်မြင်မှုတွေစီးစိမ်ဥစ္စာတွေအများကြီးပေးခဲ့တယ်ဒါပေမဲ့နေကတော့ငါကိုစွန်းတော်ကတ်တဲ့အချိန်မှာတော့စိတ်ထားတတန်နဲ့စွန်းတော်မကတ်နိုင်ခဲ့ဘူးခြေတွေအများကြီးရောပြီးတော့စွန်းတော်ကိုကတ်ခဲ့အဲ့ဒါကြောင့်ငါအရန်ကိုစိတ်ဆိုးလို့နေရှိကအရာအလုံးပြန်ရှုခဲ့ရပေါ့ဒီလောက်ထိကက်စီကုန်းလုံးနဲ့အမျိုးသမီးကငါ့ကိုကိုကိုွယ်ယုံကြည်တဲ့သူလုံးဝမဖြစ်နိုင်ဘူးအရှင်ကကျမရဲ့အမားရိအကုန်လုံးကိုပြသပေးခဲ့ရပါပဲ ကျမအမြင်မှန်ရသွားပါပြီရှင်။ကျမစွန်းတော်လောက်တဲ့အချိန်မှလည်းမခိုကတ်ကြောပါဘူး။ကျမခွင့်လောက်ပါနော်။ကောင်းပြီလေ။ငါကောဒီလောက်သဘောကြားရဲ့ကိုကွက်ရောင်ကြည့်သူတွေကိုဒုက္ခရောက်နေတာငါလည်းမမြင်ချင်ပါဘူး။နင်ကတ်စီကောင်လုံးနဲ့အတော်ကြာနေမိသားစုဝင်တွေအားလုံးလည်းအများကြီးခံခဲ့ရပြီပြီ။သူရဲ့အခါနဲ့သွားပြီးတော့သွားကြည့်လိုက်အောင်သူနေပြန်ကောင်းနေပြီ။စွန်းနေနာကလည်းအရှင်းကိုကျေစုတင်ခဲ့ပြီးနောက်မှာတော့သူရောက်ကြရဲ့အခါနဲ့ပြေးဝင်သွားခဲ့ပါရဲ့။ရှင်နေပြန်ကောင်းသွားပြီလားရှင်။တော်သေးရပါ့။ ဟုတ်တယ်မိမရဲ့အရှင်ရဲ့ကျေးဇူးတရားတွေကြောင့်ပဲငါခုဆလို့ရှင်တော်နေပြန်ကောင်းသွားခဲ့ပြီ။သားလေးရေသားပြန်လာပြီလား။ဟုတ်တယ်သားအလောက်ရသွားပြီ။ဒီအလောက်ကိုလည်းရာဒီကားရဲ့ကြောင်ရမယ့်ရခတိကိုယ်တိုင်ကပဲတွင်းပေးခဲ့တဲ့အလောက်ပါ။သူနဲ့လမ်းမှာတွေ့ခဲ့တယ်။သူရဲ့ဆုံးဖြတ်ချက်အတွက်တကယ်အရန်ကိုနောင်ကြရပါတယ်။ပြီးတော့ရာဒီကားကိုလည်းသူ့သားလေးနဲ့သဘောတူတယ်ဆိုပြီးတော့ပြောသွားတယ်။ခဏနေတော့ရဲတွေချက်ချင်းရောက်ရှိလာခဲ့ပါတယ်။ခမရတော့အိမ်ကအခိုးခံလိုက်ရတဲ့ပစ္စည်းတွေအကုန်လုံးပြန်ရပြီဒီမှာခမရရဲ့ပစ္စည်းတွေကိုကျွန်တော်ပြန်လာပေးတာ ဆိုနေတော့လည်းတကယ်အရန်ကိုဝမ်းတာပြောရွှင်သွားပါရယ်ကျမဒီနေ့ကစပြီးအလှူတန်ရဲ့ရေရောပဲလှုပ်ပါတော့မယ်ကြည့်ပါအောင်တတော်လေးရေနေရတော့ကတ်စီကောက်တဲ့အမျိုးသမီးကိုလမ်းမှန်ကိုပြသပေးနိုင်ခဲ့ရပဲသူရဲ့ကိုကွက်ယုံကြည်မှုကလည်းအခုပို့ပြီးတော့နှက်ဆိုင်သွားခဲ့ပြီနော်အဲ့ဒီအမျိုးသမီးကကတ်စီကောက်တယ်ဆိုပေမဲ့ကျွန်တော်ကတော့ယုံကြည်တယ်လေးမေတော်ရဲ့ဒါကြောင့်ကျွန်တော်ကလည်းသူ့ကိုသဘောကျတော့ကျွန်တော်ကိုယုံကြည်ကိုကွက်တဲ့သူတွေထဲမှာကတ်စီကောက်တွေပါလို့မရဘူးဘယ်သူမဆိုကျွန်တော်ကိုယုံကြည်ရဲဆိုတော့ရှင်တော့သူ့ကိုအများကြီးပြန်ပေးပါပဲ ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်